မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ယူကရိန်းသမ္မတဇလန်စကီးရဲ့ချင်းချောက်မှုရှိနေတော့လဲရုရှားနိုင်ငံရင်းမြစ်နီနှစ်80ပြည့်အခမ်းအနားကိုမင်းအောင်လိုင်းနဲ့အတူကျူကျူလက First Lady အဖြစ်နဲ့ပွဲတက်မှာဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ9ရက်နေ့မှာရုရှားနိုင်ငံမော်စကိုမြို့ယင်းမြင်းဒီမှာပြုတ်လုပ်မယ်ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတဲ့ ရင်းမြင်းဒီအောင်ပွဲအခမ်းအနားကိုမင်းအောင်လိုက်တဲ့အတူမိန်းမဖြစ်သူဂျူဂျူလာက First Lady အဖြစ်နဲ့ပွဲတက်မှာဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးပွဲတက်ဖို့အတွက်ရုရှားနိုင်ငံကဂျူဂျူလာကိုတရားဝင်ဖိတ်ကြားခဲ့တယ်လို့သိရပါဗါးတက်ချုပ်ရဲ့ဇနီးကိုတရားဝင်ဖိတ်ကြားတာဖြစ်လို့ရုရှားခီးစင်မှာပါပါမယ်နိုင်ငံတော်အဆင့် First Lady အဖြစ်နဲ့ပြည်ပမှာပထမဆုံးတက်တဲ့ပွဲလဲဖြစ်ပါတယ်လို့နေပြည်တော်ဆက်ဘက်သတင်းအင်းမြစ်ကရှင်းပြထားပါဗါရုရှားနိုင်ငံမော်စကိုမြို့မှာနေ့80ပြည့်ရင်းမြင်းဒီအောင်ပွဲနေ့အတွက်မေလ10ရက်နေ့ကနေမေလ10ရက်နေ့အထိ 3ရက်ကြာအပြစ်ခတ်ရက်စဲရန်ရုရှားရဲ့ကမ်းလှမ်းချက်ကိုမေလ3ရက်နေ့မှာယူကရိန်းသမ္မတဇလန်စကီးကပယ်ချခဲ့တဲ့အပြင်ရုရှားကဖိတ်ကြားထားတဲ့နိုင်ငံတချို့ရဲ့ခေါင်းဆောင်များရဲ့လုံခြုံရေးကိုပါအာမခံချက်မပေးနိုင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မင်းအောင်လိုင်ရဲ့သူ့မိန်းမကျူကျူလိုက်ရင်လည်းစစ်ဗိုလ်ချုပ်များဟာမေလ9ရက်နေ့မနက်ပိုင်းမှာ MAI Airbus A319-115 XYALK လေးရင်နဲ့ နေပြီးတော့လေဆိပ်ကနေရုရှားနိုင်ငံမော်စကိုမြို့ကိုထွက်ခွာမှဖြစ်ပြီးတော့လန်ခီးမှာခရီးတထောက်အဖြစ်နဲ့တရုတ်နိုင်ငံမှာခိတ္တဆင်းသက်ရန်နာပြီးတော့လေယံစီဖြစ်မှဖြစ်တယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အရခတက်တော် AA တင်ပိုက်ထားတဲ့ပဲခူးတိုင်းအနောက်ပိုင်းမှာရှိတဲ့ညောင်ကျိုးစခန်းကိုပြန်လည်ရရှိရန်စစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညောင်ကျိုးစခန်းအနီးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်များနဲ့ AA ပူးပေါင်းတပ်များဟာပြီးခဲ့တဲ့ရက်ပိုင်း AP လ23ရက်နေ့ကအပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်အခုမေလပထမပတ်အတွင်းမှာခမှန်ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးထိုးစစ်ဆင်လာတော့လေ ်စစ်ကောင်စီတပ်ဘက်ကအကြဆုံးများတဲ့အတွက်ညောင်ချေတော့အနီးကိုတပ်များပြန်လည်ဆုတ်ခွာသွားရကြောင်းစစ်ရေးသတင်းအမြစ်ထံကသိရပါဗျ။စင်လန်ရွာနားမှာတိုက်ပွဲဖြစ်တယ်။တိုက်ပွဲမတိုက်ခဲ့အနေကလေးကစစ်တပ်ဘက်ကနေပြီးတော့အင်အားစုဖွဲ့ပြီးညောင်ကျိုးကိုခြိတက်လာတာပါ။ကျုံထွက်လာတဲ့စစ်ကြောင်းနဲ့ပူပေါင်းအဖွဲ့တို့တိုက်ပွဲဖြစ်တာခုခံစစ်အနေနဲ့တိုက်ခိုက်ခဲ့တာပါလို့စစ်ရေးသတင်းအမြစ်ကပြောပါဗျ။အေးဟာပြီးခဲ့တဲ့မတ်လ12ရက်နေ့ကညောင်ကျိုးစက်ခန်းကိုတင်းယူခဲ့ပြီးတဲ့နောက် စစ်ကောင်စီကစခန်းကိုပြန်လည်ရရှိဖို့အတွက်အင်အားများစုဖွဲ့ပြီးမကြာခဏစစ်ကြောင်းများထိုးလာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒအပြင်ညောင်ချတောင်းမှာရှိတဲ့ကပ္ပစ6နဲ့ကပ္ပစ9ကာကွယ်ပစ္စည်းစက်ရုံများကလည်းအင်အားများစုဖွဲ့ပြီးတော့ညောင်ကျိုးကိုစစ်ကူများပို့ဆောင်နေတဲ့အပြင် ်လက်နက်ကြီးများနဲ့ပါပြစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။လက်နက်ငယ်တန်းတွေအုတ်ရှိပင်မြို့ထဲအထိကိုကြားနေရတယ်လို့အုတ်ရှိပင်မြို့မှာနေတဲ့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။စစ်ကောင်စီဟာညောင်ကျိုးတိုက်ပွဲကိုစစ်တပ်နဲ့ဆင်းရတဲ့တပ်သားတွေများအပြင်မော်ဘီအခြေစိုက်တိုင်ရင်သုံးရင်းကနေထုံနှုတ်ထားတဲ့အင်အားများကိုဆေးလွတ်ပြီးတော့တိုက်ခိုက်စေတော်လဲ နောင်ကျိုးစခန်းကိုလက်လွတ်ခဲ့ရတယ်လို့သိရပါတယ်။ယခုခါမှာစစ်ကောင်စီဟာမြေပြင်ကစစ်ကြောင်းများထိုးစစ်ဆင်လာတဲ့အပြင်လေကြောင်းပစ်ကူများစက်တက်လေထီများပေါ်ကနေလဲဘုံများကျဲချပြီးတော့ကာကွယ်ပစ္စည်းဆက်ယုံကပ္ပဆာများဘက်ကလည်းလက်နက်ကြီးများနဲ့ပစ်ကူပေးနေတယ်လို့သိရပါတယ်။နောင်ကျိုးစခန်းကိုပြန်လည်ရယူရန်အတွက်စစ်ကောင်စီဟာ ပြည်မျိုးနဲ့အုပ်ရှိပဲမျိုးတို့ကစားနိုင်ရိတ်ခါနဲ့လက်နိုင်ခဲရများကိုစစ်တုံးကားများနဲ့ကုံကားများနဲ့ပို့ဆောင်နေပြီးတော့ဒဏ်ရာရရှိတဲ့သူတွေကိုရွှေတောင်မြို့မှာရှိတဲ့တပ်စေးရုံကိုပို့ဆောင်ပြီးတော့ကုသပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အမေရိကန်များကိုပြစ်မှတ်ထားဥတည်တဲ့အွန်လိုင်းငွေလိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝဲမှုများအတွက်စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနဲ့တာနာဥတို့ကိုအမေရိကန်အစိုးရကဒဏ်ခတ်ပိတ်ဆို့ကြောင်းတရားဝင်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနဲ့တာနာဥဖြစ်တဲ့စောထုအေမှုနဲ့စောချစ်ချစ်တို့ကိုအမေရိကန်ဗန်ဒါရေးဝန်ကြီးဌာနကပြစ်မှတ်ထားအရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်တယ်လို့သိရပါတယ်အမေရိကန်ပြည်ထောင်စုကိုပြတ်မှတ်ထားတဲ့ online ငွေကြေးလိမ်လည်မှုများလူကုန်ကူးမှုနဲ့နေဆက်ဖြတ်ကျော်မှောက်ခိုကူးမှုများအတွက်၎င်းတို့၃ဦးကိုအမေရိ ကန်ကတန်းခတ်ပိတ်ဆို့လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ဗိုလ်မှူးကြီးစောချက်သူဦးဆောင်တဲ့ BGF ကထိုင်းမြန်မာနယ်စပ်မှာစိုက်ဘာလိမ်လည်မှုအစုအဖွဲ့များတရှိရာထိုင်းမြန်မာနယ်စပ်မြောက်ပိုင်းမြို့ကိုထိန်းချုပ်ထားတယ်လို့သိရပါဗျ။ KNA ကစီမံဆောင်ရွက်တဲ့စိုက်ဘာလိမ်လည်မှုလုပ်ငန်းများကရာဇဝတ်ခေါင်းဆောင်နဲ့သူတို့ရဲ့လုပ်ဖော်ကိုင်မများအထွတ်ဝင်ငွေတွေဘီလီယံနဲ့ချီပြီးတော့ရရှိစေပါတယ်။ American ဘန်နာရေးဌာနအနေနဲ့အဲ့ဒီလိုရာဇဝတ်မှုတွေကနေအကျိုးမြတ်ရရှိနေတဲ့အဲ့ဒီကွန်ရက်ကိုတားဆီးဖို့ဒီလန်မျိုးစုံအသုံးပြုသွားမှာဖြစ်ပါတယ်လို့ American ဘန်နာရေးဒူဝင်ကြီး Michael Falkander ကပြောဆိုလိုက်ပါတယ်။ကရင်နယ်ချားဆောင်တပ် BGF ခေါင်းဆောင် ဘုံမူကြီးစောချစ်သူခေါ်စံမြင့်ရဲ့မိသားစုနဲ့မဟာမိတ်များဟာကြွယ်ဝချမ်းသာစေတဲ့နိုင်ငံဖြတ်ကျော်စီးပွားရေးကွန်ရက်မှာစိုက်ဘာလိန်လေတဲ့ဒုစရိုက်လုပ်ငန်းများလှုပ်ဆောင်တဲ့ခြံဝင်းကြီးများတရားမဝင်ကာစီနိုယုံများနဲ့တရားမဝင်လောင်းကစားလုပ်ငန်းများပါဝင်နေတယ်လို့သိရပါဗျ။စစ်တပ်ရဲ့လက်အောက်ခံ BGF တို့ဟာအဲ့ဒီတရားမဝင်လုပ်ငန်းများကိုလုတ်ကင်ပြီးတော့နိုင်ငံတကာရာဇဝတ်မှုများကနေအပြစ်ပေးအရေးယူခံရခြင်းမရှိဘဲနဲ့ကင်းလွတ်စွာနဲ့ကျူးလွန်ချမ်းသာနေကြတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံကရင်အမျိုးသားတပ်မတော် KNA လို့အမည်ပြောင်းလဲထားတယ် KNA ကြားဆောင်တက် BGF ခေါင်းဆောင်ဘုံမူကြီးစောချစ်သူခေါ်ဆံမြင့်မှာတာနာဦးတမီတဦးရှိပြီးတော့ဇနီးဖြစ်သူဟာနန်းခင်လာသူဖြစ်တယ်လို့သိရပါတယ်စောချစ်သူရဲ့တာနာဦးဟာ BGF ဘုံမူစောထူးအေမူအသက်32နှစ်ဘုံမူစောချစ်ချစ်အသက်28နှစ်နဲ့ ်တမင်းနန်းနဲ့နန္ဒာအေးအသက်26နှစ်တို့ဖြစ်တယ်လို့သိရပါဗျ။စံမြင့်စောချက်သူရဲ့နာမည်လွဲအဖြစ်အသုံးပြုထားတဲ့နာမည်နဲ့၎င်းရဲ့တာသမီများဟာ BGF ပိုင်ကုမ္ပဏီများမှာအ धिक အခန်းကဏ္ဍကနေပြီးတော့ပါဝင်ပတ်သက်နေတယ်လို့သိရပါဗျ။မိသားစုဝင်များကြားထဲမှာရှယ်ယာခွဲဝေပိုင်ဆိုင်ခြင်းများနဲ့စံမြင့်ခေါ်စောချက်သူရဲ့မိသားစုဟာ BGF တပ်ရဲ့စီးပွားရေးလုပ်ငန်း6ခုကိုထိန်းချုပ်ပိုင်ဆိုင်ထားကြတယ်လို့သိရပါဗျ။ဒါအပြင်နာမည်စိုးနဲ့ကြော်ကြားတဲ့ကြားဖြန့်ခြံဝင်းကြီးနှစ်ခုဖြစ်တဲ့ Apollo Park နဲ့ ရုလုံဘေးပတ်တို့မှာလည်းအ ਨੇ စုရှယ်ယာဝင်တွေအဖြစ်နဲ့ပိုင်ဆိုင်ထားကြတယ်လို့သိရပါတယ်။အဲ့ဒီစီးပွားရေးလုပ်ငန်းနှစ်ခုစလုံးမှာစံမြင့်ရဲ့တားဖြစ်သူ BGF ဘုံမူစောထုအမူဟာဒါရိုက်တာနဲ့ရှယ်ယာရှင်တူဖြစ်တယ်လို့သိရပါတယ်။စောချစ်သူရဲ့သမီးဖြစ်သူနန်းနေနန္ဒာအေးအသက်26နှစ်ဟာစင်ကာပူနိုင်ငံနဲ့ဗြိတိန်နိုင်ငံတို့မှာပညာသင်ကြားပြီးတော့စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုဘွဲ့ရရှိထားက BGF ရဲ့လုပ်ငန်း၄ခုမှာရှယ်ယာရှင်နဲ့ဒါရိုက်တာအဖြစ်ပါဝင်နေတယ်လို့သိရပါတယ်။ စောချက်သူရဲ့မိမနန်းခင်လှသူဟာမိသားစုစီးဝါးရေးများမှာပါဝင်လုပ်ကင်နေတော်လဲရှယ်ယာရှင်နဲ့ဒါရိုက်တာယာတို့များကိုတော့ရယူထားခြင်းမရှိဘူးလို့သိရပါဗါဒါပေမဲ့သူမက BGF ရဲ့စီးဝါးရေးလုပ်ငန်းတွေကနေအကျိုးအမြတ်တွေနဲ့ဖြစ်ထွန်းနေသူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံထိုင်းမြန်မာနယ်စပ်မဲဆောက်စီပင်ယုံအနီးပတ်ဝန်းကျင်မှာတနက်နေ့ရန်တပ်ပြစ်ခတ်နေတဲ့တနတ်သမားတအုပ်ကိုထိုင်းအာဏာပိုင်များကပြစ်ခတ်ဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မေလ6ရက်နေ့မနက်6နာရီဝန်းကျင်အချိန်မှာထိုင်းနိုင်ငံမဲဆောက်မြို့စီပင်ယုံအနီးမှာပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့တနတ်သမားတအုပ်ထွက်ပြေးပုန်းအောင်နေတဲ့အဲ့ဒီနေရာကိုထိုင်းရဲနဲ့စစ်တပ်များကပိတ်ဆို့ရှာဖွေမှုများလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။မဲဆောက်မြို့စီပင်ယုံအနီးမှာရှိတဲ့စီဆိုင်ကအလုံသမားများကိုထိုင်းရဲတပ်ဖွဲ့က ကကဲထုတ်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီပတ်ဝန်းကျင်တစ်ခုလုံးကိုပိတ်ဆို့ရှာဖွေခဲ့ပြီးတဲ့နောက်တနတ်သမားကိုပြစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်တနတ်သမားကိုဖမ်းမိသွားပါပြီပြစ်ခတ်ဖမ်းဆီးလိုက်တာပါအခုတော့တနတ်သမားကိုဆေးရုံတင်ထားတယ်လို့သိရတယ်တေးဆုံးထိခိုက်မှုတော့မကြမ်းမိသေးဘူးလို့မဲဆောက်ကမြန်မာတပ်ကပြောပြထားပါတယ်ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာမြန်မာနိုင်ငံကစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူအများစုနဲ့မြန်မာရွှေပြောင်းအလုပ်သမားများနေထိုင်ကြတဲ့အပြင် KNU နဲ့ဆက်နွယ်နေတဲ့ကရင်တိုင်းရင်းသားအများပြားလဲနေထိုင်ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်ဘီလင်းမြို့နယ်အတွင်းရန်ကုန်မော်လမြိုင်ယထာလန်မိုင်းခွဲခံရပြီးတော့ယထာတစင်းပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလ6ရက်နေ့မနက်အစောပိုင်းမှာဘီလင်းမြို့နယ်အတွင်းမှာရှိတဲ့ရန်ကုန်မော်လမြိုင်ယထာလန်နှင်းပလဲဘူရာနဲ့တောင်စုံဘူရာကြားမှာမိုင်းခွဲခံလိုက်ရပြီးတော့တရားတစင်းမှာပြိုကျပျက်စီးသွားတယ်လို့သိရပါတယ်ဒီကနေ့မေလ6ရက်နေ့မော်လမြိုင်ဘူရာကြီးကနေထွက်ခွာမဲ့အမှတ်၈၀နဲ့အစုံ မော်လမြိုင်ရန်ကုန်ယထာနဲ့ရန်ကုန်ဘူရာကြီးကနေထွက်ခွာမယ်အမတ်၈၁အဆန်ရန်ကုန်မော်လမြိုင်ယထာခရီးစဉ်နှစ်ခုကိုယာယီဖြတ်သိမ်းထားပြီးတော့ဝယ်ယူထားပြီးတဲ့ယထာလက်မှတ်ခများကိုမော်လမြိုင်ဘူရာကြီးမှာနေချင်းလက်မှတ်ယုံမှာပြန်အမ်းပေးနေပြီဖြစ်ပါကြောင်းအတိပေးအကြောင်းကြားအပ်ပါတယ်လို့စစ်ကောင်စီလက်အောက်ခံမြမမီးယထာကကြေညာထားတာကိုတွေ့ရပါတယ်တော်လိုင်းရေးသတင်းအမိတခုကလည်းရန်ကုန်မော်လမြိုင်ယထာလန်မိုင်းခွဲတဲ့သတင်းရရှိထားပြီးတော့ဘယ်အဖွဲ့ကလုံဆောင်နေဆိုတာကိုမသိရှိရတော့လဲ ်ရန်ကုန်မော်လမြိုင်ယထာကနေတဆင်ယထာများနဲ့မော်လမြိုင်မှာရှိတဲ့ရှစ်တောင်တိုင်းစစ်ဌာနချုပ်နဲ့ရတခနယ်မြေများကိုစစ်ကူများနဲ့လက်နက်ခဲယမ်းများပို့ဆောင်လေးရှိတယ်လို့သိရပါဗျ။ယထာနဲ့စစ်ကူတွေပို့တာလက်နက်ခဲယမ်းတွေပို့တာတော့မကြာခဏရှိပါတယ်။ယထာလမ်းမိုင်းခွဲခံရတာတော့ဘသူတွေလောက်တာလဲတော့မသိရဘူး။ယထာလမ်းကစစ်ရေးအတွက်သုံးနေတာ ုံရထားပုံစံမျိုးနဲ့ရတခါကိုစစ်ကူနဲ့လက်နက်ခဲရနေမကြာခဏပုတ်နေတာရှိတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။မေလ3ရက်နေ့ညပိုင်းကလည်းတထုံမြို့နယ်မိုးကောင်းချေးွာမိုးကောင်းဈေးဒီအနီးရန်ကုန်မော်လမြိုင်ကားလမ်းမှာမိုးကောင်းတံတားကို မိုက်ခွဲမှုဖြစ်ပွားခဲ့ပြီးတော့တံတားဟာလုံးဝကိုပြိုကျပျက်စီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမဆစ်အာနာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ